အားလုံးပဲမင်္ဂလာပါမယ်ဒီ YouTube channel ကနေအားလုံးကြိုဆိုပါရစေစရော့စာသမားတွေ live မြေကျွန်တော်တို့ဗုဒ္ဓဦးနေပေါ့ဗျာအင်္ဂါနေ့တနအိခွေးပါဆိုရင်ကျွန်တော်တို့ရှီလာဇတော်မေဆောင်နေတဲ့အစ်စ်နေလဲ international နိုင်ငံတကာ break ပွေးစဉ်တွေအပြီးမှာအဝေးခွေးပွေးစဉ်အဖြစ်ကျွန်တော်တို့ note for ရဲ့အင်ခွေးမှာကစားဖို့ရှိနေပေါ့ဗျာ premier league ပွေးစဉ်30ကိုဆိုတော့အဲ့ဒီပွေးစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထုံးစံတိုက်ပေါ့ဗျာတစ်ဖက်အစ်အချင်းနဲ့ကို United အစ်အချင်းနဲ့ United ကအဲ့ဒီပွေးစဉ်မှာနေပြဖြစ်သူ Ruby Amore အနေနဲ့လူစုတဲဆုံနဲ့ ပွေတဲ့ကစားလာမလို့ဆိုတော့ကျွန်တော်ဒီပွေကျုံသူသေးချက်နဲ့စီနေတော့စာသမားတို့ရဲ့ပွေကျုံသူသေးချက်ကလည်းမလို့တာကြာပြီဖြစ်တဲ့အတွက်ဘလို့အရှင်နေရှိမလို့ဆိုတော့ကျွန်တော်စီနေတော့ရအောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးကျွန်တော်တို့ Note 4ရဲ့လက်ရှိအခြေအနေကိုကြည့်ရလို့ချင်းသူတို့အသိအာပေါ့ဗျာဒီရသည်ပရီးမီးယားလိမ့်မှာတကယ်ကိုရလဲကောက်တစ်ခုကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောလို့ရတယ်26ပွဲကစားပြီးရှင်မသူတို့အသိနေ16ပွဲနိုင်တာတဲ့6ပွဲတည်ရင်နဲ့ ခဏပွေးတာသူတို့ရှုံတာပြီးတော့ရမဲ့54မဲကို ပိုက်ဆိုင်ပြီးတော့အဆင့်3မှာယူနေတဲ့အသေးတဲ့အများကြီးအခြေအနေ ကောင်းပြီးတော့ရစ်တစ်ထားနေတယ်ဗောဗျာဆိုတော့ဒီနှစ်သင်းအခြေအနေကကျွန်တော်တို့ပြောစီအောင်မလုပ်ဘူးလက်ရှိယူနေတဲ့အသင်းကပရီးမီးယားလိမ်မှာဆိုရင်အဆင့်3မှာရစ်တင်နေတယ်တဖက် Notre Dame ရဲ့အသင်းကအဆင့်3မှာဆိုတော့အများကြီးကျွန်တော်တို့ကြောက်မှုရှိနေတယ်အသင်းကြီးနဲ့အသင်းငယ်လို့ပြောလို့မရတော့ဘူး နော်တဲ့ဖိုးလေးကပြီးခဲ့တဲ့ရာသီတွေမှာဘလောက်ပဲအချင်းတွေကောင်းကောင်းမကောင်းကောင်းအခုဒီရာသီမှာကိုယ်တွေအတင်းတက်ကိုအများကြီးတောင်းလည်နေမှုရှိနေတယ်ဆိုတော့မလေးကူပါဘူးယူနိုက်တက်အတင်းကနိုင်ငံတွေကပွေးစီရင်ပြီးမှထပ်ပြီးတော့အမိုရဲအတွက်တကယ့်ကိုရေဆိုင်ဖြတ်သန်းရမယ့်ပွေးစီတွေလာပြီပေါ့ဗျာဆိုတော့ဒီနေ့သိထိတ်ထိတ်တွေးကလေးပွေးစီကိုကြည့်အောင်လို့ချင်ပေါ့ဗျာ၃ပွေးအနေထားမှာဆိုရင်နော်တယ်ဖိုးလေးကနှစ်ပွေးနိုင်တာတယ်2ဝင်းနဲ့နိုင်တာတယ်2 3နဲ့နိုင်တာပြီးတော့ယူနိုက်တက်က FA ကဲမှာ စီဝင်တဲ့သူတို့အသင်းကိုဖြုတ်ထားခဲ့တဲ့ပုံစံမှာကျွန်တော်တို့တွေ့နေရတာပေါ့ဗျာ Notre Dame ဖွင့်ကအင်ကွင်းလေးကောင်းတယ်အဝေးကွင်းလေးကောင်းတယ်ပြီးလို့ချင်းရာကိုးလေးမှာဆိုရင်လေကိုရီယိုနဲ့တဲ့အသင်းတက်ကိုအများကြီးခိုးရမှုသူတို့အသင်းကရှိနေတာပေါ့ဗျာဒါကနှစ်သင်းကြမှာကော်ချချစ်တယ်ဘလို့တော့ကြီးမောင်းမှုရှိလေဆိုတော့ Notre Dame ရဲ့အနေနဲ့ပေါ့ဗျာ26ပွဲကစားပြီးရှင်မှာဆိုရင်အင်ကွင်း7ပွဲကစားရပါတယ်ကျွန်တော်တို့10ပွဲနိုင်တာတယ်4ပွဲတည်ရင်နဲ့2ပွဲရှုံးပြီးတော့တိုက်စီဘက်က23ကိုရရတဲ့ ခိုင်စစ်ပိုင်းကစေကိုသာသူတို့ပေးထားရတော့ဗောဗျာပြီးလို့ချင်းအိမ်ကွင်းရမက28မိနစ်ထိသူတို့ပိုင်ဆိုင်ထားတယ်အဝေးကွင်း15ပွဲကစားထားတဲ့နေရာတစ်ခုမှာလည်းပဲ10ပွဲနိုင်ထားတယ်2ပွဲတည်ရကြတယ်9ပွဲရှုံပြီးတော့တိုက်စစ်က26ကိုရလာတယ်ခိုင်စစ်ကကျွန်တော်တို့25ကိုဒီပေးထားရတော့ဗောဗျာအဝေးကွင်းရမကသူတို့တည်နေတဲ့26မိကိုသူတို့ရရှိထားတာဗောဒါကိုကြည့်အောင်လို့ချင်းနောက်တဲ့ဖော်ရဲအနေနဲ့ဗောဗျာအိမ်ကွင်းနဲ့အဝေးကွင်းမှာဆိုရင် အဝေးကင်းကဂိုးပရမုအများစုရှိနေတယ်ဒါပေမဲ့လို့ကိုဒီအသင်းထက်ဆိုင်အများကြီးကိုသူတို့ကတောင်းနေနေတာကျွန်တော်အဖက်ဖက်ကကြည့်သိနိုင်တာပေါ့ဗျာဆိုတော့သူတို့အသင်းနေပေါ့ဗျာစူးစူးပေါ့တိုက်စီပိုင်းကိုကြောက်လို့ချင်း49ကိုရရှိတာပြီးတော့ခဲစီပိုင်းက35ကိုဒီသူတို့ခွင့်ပြုပေးထားတာပေါ့ဗျာနောက်ဆုံး5ပွဲကိုကြည့်ရရင်လဲရှုံးပွဲလုံးဝမရှိသေးပဲနှစ်ပွဲနိုင်တာတဲ့၃ပွဲတည်းရရလဲကိုသူတို့ထွက်ပေါ်နေတာပေါ့ဗျာ အဲမိုရယ်အတွက်နိုင်ငံတကာပွေးစဉ်ပြီးတာနဲ့ပထမဦးဆုံးအသက်ရှူမရှောင်တဲ့ပွေးတွေလို့ကျွန်တော်တို့ဆိုလို့ရတယ်။ဆိုတော့ဒါကလက်ရှိ Note 4ရဲ့အခြေအနေပေါ့ဗျာ။လာမယ့်ပွေးစဉ်နဲ့အနေနဲ့ April 9ရက်နေ့စနေနေ့စက်တနင်္လာမှာဆိုရင် သူတို့ကဖီလာကိုအဝေးဝင်းကစားဖို့ရှိနေတယ်။စနေရက်နေ့စနေနေ့ချင်းနိုင်ခွေးမှာဆိုရင် April ကိုအိမ်ခွေးဖြစ်ကစားဖို့ရှိနေတယ်လို့စနေရက်စနေရက်ခွေးမှာဆိုရင်လည်းစပားကိုထည့်ပြီးတော့အဝေးခွင့်ရင်ဆိုင်ရမယ်ဆိုတော့သူတို့အတင်းအဖို့ကလေးပေါ့ဗျာ။လာမယ့်ပွေးစဉ်နဲ့အနေထားရဆိုရင်လည်းပဲ ဒီခက်ခဲမှုတွေရှိနိုင်လို့ကျွန်တော်တုံ့တက်လို့ရတယ်ဆိုတော့ကိုရီးယားအသင်းဘက်ကိုကြည့်အောင်လို့ချင်းစာသမားတို့ဒီနေ့ပွေးစီကနိုင်ငံတကာပွေးစဉ်အပြီးမှာလူစုတက်ဆုံတဲ့ကစားလာဖို့ရှိနေတဲ့အနေအထားတစ်ခုပေါ့အထူးဖြစ်ကျွန်တော်ပွေးလင်းပေပဲအချက်မောက်ဆိုရင်ပေါ့ဗျာပက်ထရစ်ဒူကိုအနေနဲ့အနည်းငယ်ထိတာတဲ့အတွက်သူတို့ကလည်းပရီးမီးယားလိသုံးခွေ့ပေးထားပြီးဒီနေ့ပွေးစီမှာပါဝင်လာဖို့ရှိနေတယ်ပြီးလို့ရှိရင်ကျွန်တော်မနေ့ကဗီဒီယိုတင်ပေးသလိုပါပဲ နောက်တန်းမှာဒန်ရကစားသမားတချို့ကျွန်တော်တို့သုံးယောက်လောက်ထိပါဝင်လာဖို့ရှိနေတော့ဗျာမနေ့ကဗီဒီယိုတင်ပေးခဲ့တယ်လို့ပါပဲအန်နီဟဲမန်တို့ပြီးလို့ရှိလီနီယူတို့မကွိုင်းရန်တို့ဟာဆိုရင်အသင်းရေးလီချီကဲအစီအစဉ်မှာနိုင်ငံတကာပွေးစဉ်ပြီးပထမအုပ်စုလီချီကဲထရိနီမှာပါဝင်ပူးပေါင်းခဲ့တယ်ဆိုတော့ဒီနေ့ပွေးစဉ်မှာမကွိုင်းရတို့ပြီးလို့ရှိအန်နီဟဲမန်တို့လည်းမြင်တွေ့လာဖို့ရှိနေတယ်ဆိုတော့အသင်းအနေနဲ့ပေါ့ဗျာနိုင်ငံတကာပွေးစဉ်မတိုင်ခင်မှာဆိုရင်ကျွန်တော်အကြီးနဲ့ကျွန်တော်ကစားခဲ့တယ် ဝင်ဝင်နဲ့တည်ကြရခဲ့တယ်သူတို့ရဲ့အင်ကွင်းမှာပါဗျာပြီးလို့ချင်းယူပါလေဒုတိယအကြောကျွန်တော်16တိချုံတော့ပွေးစီမှာဆိုရင်ဆူစီတဲကိုကိုရဲ့အိုထရက်ပေါ်မှာဖိုးဝင်နဲ့နိုင်ပြီးတော့ကွာတာဖိုင်နယ်ကိုတက်ခဲ့တယ်လက်စတာကိုပရီးမီးယားလိ26မှာဆိုရင်ကျွန်တော်အဝေးကွင်းအဖြစ်ကျွန်တော်အသင်းနဲ့ဇီးသီးနဲ့နိုင်ထားတယ်ဆိုတော့ဒါကကောင်းတဲ့ရလေးတစ်ခုကျွန်တော်ထုတ်ပေါ်ထားခဲ့တယ်လို့ကျွန်တော်ဆိုလို့ရတယ်အဲ့ဒီပွေးစီတွေမှာဆိုရင်အဓိကကစားသမားတွေအင်ဂျူရီပြက်တနာ တရားပဒနာနဲ့နပါတော့နေရာတဲ့အခိုက်တဲမှာရှိတဲ့လူစီရင်နဲ့အကောင်းဆုံးကစားခဲ့တဲ့နှစ်ပွဲသုံးပွဲလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အာဒီနေ့ပွဲမှာပေါ့ဗျာကျွန်တော်နောက်တဲမှာဆိုရင်အထူးသဖြင့် any heaven တော့ကတော့ကျွန်တော်အရင်မှာပဲပါဝင်လာမယ်လို့ကျွန်တော်ယူဆတယ်ဘာလို့ဆိုတော့အတီးကလူစီမှာဆိုရင်မကွမ်းရတော့ပြန်ပါလာဖို့ရှိနေတယ်ဆိုတော့ကိုသိနေပေါ့ဗျာဒီနေ့ပွဲစီမှာ MW ကဘလောက်ထိအစင်းသုံးနေရကအသင်းကိုရှင်းပြကစားလာမယ်လို့ဆိုတော့ကျွန်တော်စောင့်ကြည့်ဖို့လိုတယ် ကျွန်တော်တို့အသိဉာဏ်နဲ့ပညာလေး29ပြီမှာဆိုရင်လည်းပဲစေပွေးနိုင်တဲ့ခုနှစ်ပွေးသိရင်နဲ့စနှစ်ပွေးတိရှုံတာပြီးတော့ရာမဲ38မနဲ့အစစ်ကျွန်တော်တို့73မှာရည်တည်ထားတယ်။အောက်ကအသိဉာဏ်လေးအမဲသိကွာမှုမရှိသလိုအပေါ်ကကျွန်တော်နှမဲတာကွာမှုရှိနေတယ်။ဆိုတော့ဒီပွေးက MW တွေရောကိုအသိတွေရောမဖြစ်မနေအနိုင်ကစားဖို့ဥတည်ဖို့ကျွန်တော်လိုနေတယ်။ ယူနိုက်တက်အနေနဲ့ပရီးမီးယားလိ26မှာဆိုရင်လည်းအင်္ဂွင်းစင်ကာပွဲကစားရတဲ့6ပွဲနိုင်ထားတဲ့2ပွဲတည်ရကြရတဲ့9ပွဲတိကျွန်တော်ရှုံးထားပြီးတော့တိုက်စစ်ဘက်က22ကိုရရတဲ့ခန်စစ်ဘက်ကကျွန်တော်25ကိုတိခွင့်ပြုပေးထားရပြီးတော့အင်္ဂွင်းမှာဆိုကျွန်တော်ရမယ့်20သာရထားတယ်အဝေးကွင်းဆယ်လေးပွဲကြတဲ့နေရာတစ်ခုမှာကျွန်တော်၄ပွဲနိုင်ကြတဲ့၅ပွဲတည်နေ၅ပွဲရှုံးတော့ပြီးတော့တိုက်စီပိုင်းကကျွန်တော်အသင်းနဲ့16ပွဲစီပိုင်းက15ပွဲတိပေးထားရပြီးတော့ အဝေးခွင့်ရမယ့်ကကျွန်တော်16မိနစ်သာကျွန်တော်ရထားတာပေါ့ဗျာဒီအချိန်တွေက Notre Forest တဲ့အခက်အခဲသိမ့်မရှိသလိုသူတို့ရဲ့အိမ်ခွင့်မှာ United ကိုတဲတုံတက်တာနဲ့ကစားလာနေမယ်လို့ကျွန်တော်ကတော့ယူဆတယ်ကိုတင်ရဲ့စုစုပေါင်းတိုက်စစ်ဘက်ကိုကြည်အားလို့ချင်း38ကိုရရတဲ့ခင်စစ်ပိုင်းကဂိုး၄၀တိကျွန်တော်ခွင့်ပြုပေးထားခဲ့ရတယ်။တိုက်စစ်နဲ့ခင်စစ်ကြမှာကျွန်တော်3ဂိုးတိခေါ်မှုရှိတယ်။နောက်ဆုံး၅ပွဲမှာဆိုရင်လည်းပဲကျွန်တော်တို့2ပွဲနိုင်တာတဲ့3ပွဲတိရလည်းကိုကျွန်တော်ထုတ်ပေါ်ထားတယ်ဆိုတော့ ပြီးခဲ့တဲ့ငါးဘွဲ့မှာပေါ့ဗျာရှုံးဘွဲ့မရှိသေးတဲ့အချိန်တွေတခုမှကျွန်တော်တို့တွေးထားရတယ်ပြီးလို့ရှိရင်ကျွန်တော်စောစောကပြောသလိုပါပဲ United အဖို့ကတော့လက်စတာကိုလည်းအဝေးခွေမှာကျွန်တော်စီးသီးနဲ့နိုင်တာတယ်ပြီးလို့ရှိရင်ယူပါလိုက်6သိန်းမှာဆိုရင်လည်းဆူစီတက်ကိုဖွဲ့ဝင်နဲ့နိုင်တာခဲ့တဲ့အတွက်တကယ့်ကိုပြီးခဲ့တဲ့နှစ်ပွဲသုံးပွဲလောက်ကအချိန်ကောင်းတခုကျွန်တော်တို့မှရှိနေတယ်ပေါ့ဗျာဆိုတော့ဒီနေ့ပွဲစဉ်ကအမွေအတွက်ကိုလုံးဝမလွယ်ကူပါဘူး။ဘာဖြစ်ဆိုတော့အသင်းဘက်ကပေါ့ဗျာ ဘလောက်ပဲကျွန်တော်တို့နိုင်ငံတကာပွေးစဉ်မတိုက်ခင်မှာဂျာလက်တွေကောင်းကောင်းဒီနေ့ပွေးစဉ်ကအဝေးကွင်းဖြစ်တဲ့အတွက်ပြီးလို့ရှိရင်တစ်ဖက်အသင်းကအဆင့်သုံးမှာရှိနေတဲ့အတွက်ဘလူကူပါဖို့ကျွန်တော်တို့အသင်းအတွက်ကတော့လည်းဘလို့ဆိုတော့ဒီပွေးပွေးလို့ရှိကိုတွေအသင်းကကစားမယ်ပွေးချက်တွေလည်းရှိတယ်ပြီးလို့ရှိရင်နှစ်ရက်တစ်ပွေးသုံးရက်တစ်ပွေးအဲ့လိုမျိုးကစားမယ်ဆိုတော့ကြည့်ရမှာပဲအမွေဘလူလူစင်းတွေကိုထွက်ပေါ်လာမလို့ဆိုတော့ ဆိုတော့ကျွန်တော်တို့အသိနေနေပေါ့ဗျာဒီနေ့ပွေးစီပြီးလို့ချင်းမြို့ခင်ပြိုင်ဖက်ဒါဘီပွေးစီပေါ့ဗျာ CD ကိုအိမ်ကွင်းဖြစ်6ရက်တနင်္ဂနွေနေ့စီနိုင်မှာပြင်းပြလေးကစားမယ် AP City ရဲ့တောက်ကြနဲ့တနင်္ဂနွေခွဲမှာဆိုယူပါလိုက် quarter final ဖြစ်လာရင်အိမ်ကွင်းမှာကျွန်တော်တို့ကစားဖို့ရှိနေတယ်ထပ်ပြီးတော့စက်သုံးရက်တနင်္ဂနွေနေ့စီနိုင်မှာဆိုပြင်းပြလေးပွေးစီရန်ဖြစ်နယူကစီရဲ့အိမ်ကွင်းမှာအဝေးကွင်းဖြစ်ကျွန်တော်တို့ကစားဖို့ရှိနေတဲ့အတွက်ဒီ၃ပွဲစလုံးကကိုရီးယားအသင်းတက်ကိုလုံးဝမလေးကူတဲ့ပွဲစဉ်တွေ စီဒီနဲ့လည်းကျွန်တော်တို့ကစားရမယ်ပြီးလို့ချင်းကျွန်တော်တို့လိုင်ယန်ကိုလည်း quarter final မှာကစားရမယ်အဲ့ဒီပွဲစီမှာကတော့စာသမားတို့ရဲ့လူစုံတက်စုံကတော့အမေကန်စုပါဝင်နိုင်ဖို့လို့ဒီကျွန်တော်ကဒီနေ့ပွဲစီမှာမပါဝင်ဘူးဆိုရင်လည်းပဲအဲ့ဒီပွဲစီမှာအမေကန်စုပါဝင်နိုင်ဖို့လို့ဒီကိုတွေကပြောမှဆိုချန်ပီယံလေးဝင်ဖို့ဆိုရင်တော့ယူပါလိဖလောက်ကိုရှားမောက်ကိုဖြစ်မှာ ဆိုတော့စာသမားတို့ဒါကကျွန်တော်အသင်းရဲ့နိုင်ငံတကာပွဲစီမတိုင်ခင်မှာကစားခဲ့တဲ့အနေအထားတစ်ခုတွေပေါ့ဗျာအကျွန်တော်တို့ပွဲထက်လူစီးအခြေအနေကိုကြားလို့ချင်းဘယ်သူတွေမှပါဝင်လာမလဲဒီကအပြည့်တော့ဒီမခွန်ရတို့ဘာတို့ကိုဒီနောက်တဲ့ဆက်တဲ့ဘက်တွေမှာမြင်တွေ့လာဖို့ရှိနေတယ်ပြီးလို့ချင်းကိုင်းလေမှာဆိုရင်မေဆန်မောက်တို့ဘာတို့ကိုနေပဲတဲရုံမှာထိုင်ပြီးတော့ကစားလာမလားပြောလို့မရဘူး MNL တွေကတော့တဲရဲကစားသမားတွေတက်တက်လာတဲ့အနေထားတစ်ခုမှဆိုရင်ရွေးစစ်စရာတော့နည်းနည်းရှိလာတော့ဗော ဒါပေမဲ့လို့တချို့တစ်ဝက်ကစားသမားတွေကို rate မပေးဘဲနဲ့ကျွန်တော်နားဖို့လိုတယ်။ဒါကြောင့်ကျွန်တော်ပွေးထက်လူစည်းအချင်းတွေကိုကြည့်အောင်ပွေးထက်လူစည်းမှာတော့စားသမားတွေကျွန်တော်တို့ရဲ့အချစ်တော်ဂိုသမားနေရာမှာအိုနာနာပေါ့ဗျာ။နောက်တဲ့ဆန်တပဲ၃ယောက်ကကျွန်တော်ထင်ပြောရလို့ချင်းဒီ၃ယောက်ကိုကျွန်တော်ရွေးထားတယ်။ဘာဖြစ်ဆိုတော့ဘလောက်ပဲ any heaven တို့ဘလောက်ပဲကျွန်တော်တို့ linear တို့တရားကနေတက်တာပြီးတော့ linear ပူပေါင်းနေတယ်ဆိုပေမဲ့လို့ဒီကစားသမားတွေကအဲ့လောက်ထိကျွန်တော် rate အများကြီးပေးလို့မရဘူး။ ဒါကြောင့်နောက်တဲ့၃ယောက်မှာဆိုရင်ကွာရရေဒီလေးရေမဇာဝေဆိုပြီးတော့ကျွန်တော်ဒီလိုမျိုး၃ယောက်ကိုခြေထားတယ်။ကွင်းလင်း၄ယောက်ကဘေဘက်အချမ်းမှာဆိုပက်ထရိတ်တို့ကပြန်ပါလာဖို့ရှိနေတယ်။သူရဲ့အနေငယ်က၃ဘေးပေထားပြီးတော့ပြီးခဲ့ပြီဆိုတော့ဘေဘက်အချမ်းမှာဆိုပက်ထရိတ်တို့ကနဲ့ဘရူနိုဖာနေနဲ့ဥဂါဒေဒီကိုဒါလော့ပြန်ပါလာဖို့ရှိနေတယ်။ကျွန်တော်အချင်းချင်းပြောလို့ရှိရင်ဒီလားဒီကိုဒါလော့ကိုကျွန်တော်အနာပေးရှင်နေတယ်။ ီကိုတားလို့ကနားပေးပြီးတော့တကယ်လို့လီနီယူအစီပြလာခဲ့မယ်ဆိုရင် နောက်တဲမှာလီနီယူကိုထားဒီကိုဒါလို့နေရာမှာဆိုရင်ကျွန်တော်မဆရာဝေထစ်တဲ့အတူပြုစေရှင်နေတိုင်မဲအဲ့လိုမျိုးတော့ဒါလိမေမထင်ဘူးကွင်းလင်လျော်ကဒီလျော်ပေါ့ဗျာနေပတဲနှစ်ယောက်ကပြီးခဲ့တဲ့လက်စတာနဲ့ပွေးစီမှာကစားခဲ့တဲ့နေပတဲနှစ်ယောက်ပါပဲဂါနာရှင်နဲ့ခရစ်စတီအေရီစင်ဒီနေရာမှာကျွန်တော်တို့မေဆန်မောင်းတို့ကိုလည်းဖြေကောင်းဖြေနိုင်တယ်ပြီးလို့ချင်းဆူဆူဆစစ်ကိကိုလည်းမြင်တွေ့လာဖို့ရှိနေတယ်အများအပြားကတော့ဒီနှစ်ယောက်ပါပဲကျွန်တော်တို့မှာတိတ်ပြီးတော့ ဟိုနံပါတ်10မှာတော့အဲ့လိုရေးချေခွင့်မရဘူး IMD ရောလို့ဆိုရင်လည်းဒီရသည်ပြီးလို့ရှိရင်နောက်ရသည်မတိုက်ခင်တော့မှပါဝင်လာမလားကျွန်တော်ကတော့အဲ့လိုမထင်ဘူးရသည်မသိခင်၃၄၅ပွဲလောက်ကတော့အာမက်ဒီယာလိုကစားလာမယ်လို့ကျွန်တော်ယုံကြည်မိနေတတိယနေ့ကလည်းအဲ့လိုမျိုးတွေးထားရတဲ့အတွက်အာမက်ဒီယာလိုအချိန်ကဘယ်လိုတွေးတက်လဲမလို့ပေါ့ဗျာဆိုတော့ကျွန်တော်အထောင်ပါကတော့စာသမားတို့ရေပြောစရာမလိုပါဘူးရရှင်မဲဝိုင်လဲပွဲထွက်လာဖို့ရှိနေတယ်ကျွန်တော်က တကယ်လို့စကီစီကိုနေပဲတဲရိုတို့ဘာတို့မှမမြင်တွေ့ရဖို့ဆိုရင်ဝိုင်လဲကိုအနာပြပြီးတော့စကီစီကိုပွေးထုတ်လာစီရှိနေစကီစီအနေနဲ့နောက်ပိုင်းပွေးစီတွေမှာရုရှားမဲ့ဝိုင်လဲတဲ့တကယ်ကိုအလုံးလုံးနိုင်စင်ရှိတယ်တိုက်စစ်လိုက်ပါမှုတွေမှာလည်းအားရကျင်နေစရာပါဖို့မဲ့တွေပြားထားတဲ့အတွက်ပရိသတ်အလိုကြအထူးသဖြင့်ကျွန်တော်ပတ်စလီတယောက်အမြင်ပြောလို့ရှိရင်အထောက်မှာစကီစီကိုမြင်တွေ့ရှိနေဒါမှမထင်ပါဘူးရုရှားမဲ့ဝိုင်လဲကနိုင်ငံတကာပွေးစီမှာတကုန်းတကုန်းတွေ့ထားခဲ့တယ်ဆိုတော့ဝိုင်လဲကိုပဲဥတည်ပြီးတော့ကစားလာဖို့ရှိနေတယ် အမွေအတွက်ကတော့ကျွန်တော်တို့မှရေရှင်ကြီးတိတ်ပြီးတော့ထူးထူးခြားခြားရှိမနေဘူးဘာဖြစ်လို့ဆိုတော့နောက်တန်းဆက်တဲ့ဘက်တင်မှာအနီဟဲဘက်တို့ကတကယ်လို့စီနီယာကစားသမားတွေအချင်းကြီးကောင်းပြီဆိုရင်စီနီယာကစားသမားတွေကိုကြော်ပြီးတော့ပါဝင်လာဖို့မရှိဘူးမကွမ်းရတို့ဆိုရင်လေလေးချင်းကနေဘာတွေမှာအိုကေနေတဲ့အတွက်မကွမ်းရကိုကြော်ပြီးတော့ဒီကစားသမားကကျွန်တော်ပွေးထုတ်လာမယ်မထင်ဘူးအချင်းကြီးဘာတွေမှာတော့ပါဝင်လာမှာကိုပြီးလို့ရှိရင်လင်းနေယူကိုနောက်တစ်ချက်ကျွန်တော်တို့ဒီကွင်းလေးမှာဆိုရင်ဘရူနိုနဲ့ကက်ဆီမီယိုလေး ဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာလို့ဆိုတော့ကက်ဆီမီယိုကနောက်ပိုင်းပွေးစီမှာဆိုရင်သူက LOD မကောင်းတော့ညာလဲဟိုနင်းနေတော့ကောင်းတယ်လို့ပြောရမှာပေါ့ဗျာ။ဒါမဲ့စာသမားတို့ရေကျွန်တော်တို့မှာကကစားသမားတွေအကုန်လုံးကတော့တပွေးကောင်းရင်တပွေးမကောင်းဘူးစိတ်ရှာရတဲ့အထက်မှာမပါဘူးလူငယ်ကစားသမားလေးတွေကိုပေးပြီးတော့ပါဗျာအဲကွင်းလီမှာဆိုရင်ကူဘီမိုင်တို့ဆိုရင်လည်းဒယ်ပဒနာကြုံတော့ရလို့သူတို့တွေကပါဝင်လာနေချင်းရှိမှမဟုတ်ဘူးစောင့်ကြည့်ရမှာပဲအမိုရိုတက်ကတော့ ဒီနေ့ပွေးစဉ်လေးပဲတကယ်ကိုအရေးကြီးတဲ့ထဲကပွေးစဉ်တစ်ပွဲဆိုတာကျွန်တော်တို့မလွေးမသိဒီပွဲကလေးချင်းကျွန်တော်တို့အတင်ကကိုရဲ့ ultra ပေါ်မှာ CD ကိုလက်ခံကစားမှာလယ်ရင်ကိုလည်းအဝေးကင်း quarter final ကစားမယ်ဆိုတော့ညီကတို့ဘလို့ team ကြီးချစ်လေစာသမားတို့ဒါကကျွန်တော်ရဲ့အမြင်ပေါ့ဗျာအပွေးထုတ်လာနေချင်းရှိတဲ့ကစားသမား City ရောက်အဖက်ဘက်ကတော့ Emory အနေနဲ့ပြောင်းလဲကောင်းလာနိုင်တယ်ဒါပေမဲ့လို့ကိုသမားနေရာမှာပြောင်းလဲဖို့မရှိဘူး ျွန်တော်မှတခြား brain dot တို့တူရတယ်လို့ဆိုရင်လည်းတန်ပတနာနဲ့နှပါတော့နေရတယ်။တန်းနေပါဒီမှာတော့ရေရှုခင်နေနေရှိလာပြီ။ကိုယ်လေးမှာဆိုရင်လည်းရေရှုခင်နေနေရှိလာပြီ။အထောင်မှာဆိုရင်တော့တိတ်ပြီးတော့ကျွန်တော်ရေရှုခင်မရှိဘူး။စောင့်ကြည့်ရမှာပဲ။အေမောကဒီလူစင်းနဲ့ထွက်ပေါ်လာမလား။သူတို့မောအပြောင်းလဲတဲ့ဘလောက်ထိကစားသမားတွေကိုလှုပ်လာမလို့ဆိုတာကျွန်တော်တို့အဲ့ဒီပွဲမတိုက်ခင်မှာအမရေပရက်စကိုပရက်တိဇာရှင်လင်းပွဲမှာကျွန်တော်စောင့်ကြည့်ရမှာပါဗျာဆိုတော့စာသမားတို့ဒါကမေဆောင်နေတဲ့အစ်တင်နေလာမယ့် ကျွန်တော်တို့ဒီဗုဒ္ဓဦးနေ့နေရက်နေ့ပေါ့ဗျာဧပြီနေရက်နေ့မှာဆိုရင်ကျွန်တော်တို့အဝေးကွင်းအဖြစ် Notre Dame ရဲ့အိမ်ကွင်းမှာပရီးမီးယားလီဂ်ပွဲစီ30ကစားမယ့်အနေအထားတစ်ခုကိုကျွန်တော်ပွဲချုပ်သုံးသပ်ခြင်းအနေနဲ့ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစီကတနအိခွေပွဲစီဖြစ်တဲ့အတွက်ညီကိုတို့မအိပေးဆောင်စီရမလို့ပါဘူးကျွန်တော်ပြောနေစားစကားတိုင်းပါပဲတကယ်လို့အဲ့ဒီပွဲကိုကြည့်မယ်ဆိုရင်ဖုန်းနံပါတ်လေးချန်တာပေးခဲ့ပါဗျာတီတော့မှာဖြစ်ဖြစ်ဖီဖုန်းပစ်မှာပဲဖြစ်ဖြစ် YouTube ကောမဲလေးပါပဲဖြစ်ဖြစ်လည်းပေါင်းသူခုမှညီကိုတို့ဖုန်းနံပါတ်ရေးထားပေးခဲ့ရင် ပွေးမစခင်နိုင်ဝဲလို့မှကျွန်တော်ဖုံးဆဲပြီးတော့တူတယောက်ရှိတိုင်းကိုကျွန်တော်လိုက်လို့နှိုးပါမယ်အေးမပြည့်အောင်ပေါ့ဗျာဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲချီချူအားပေးတဲ့ညီကိုတူတယောက်ရှိတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အသေးသေးတော့မိုင်ဖန်များ like and subscribe လေးနဲ့မလိုသေး like and subscribe လေးနဲ့လူဒီပေးချင်းကောင်းလောင်းလေးကိုတီးတိုင်းပြီးတော့ယူနေတဲ့အသင်းနဲ့ပတ်သက်တဲ့များတည်နေဗီဒီယိုတွေကိုကြောက်မြောက်ကြည့်ကြည့်ဖို့ပဲကျွန်တော်တောင်းပြလိုပါတယ်အမွန်ရဲ့အတွက်ကဒီနေ့ပွေးစီမှာနိုင်ငံတကာပွေးစီအပီးဘလောက်ထိလောအောင်ပြမလို့ဆိုတာကျွန်တော်စောင့်ကြည့်ရမယ်အားလုံးပဲ okay ပါ